ဆန္ဒမတူတော့ဘူးကြီးပဲချက်မတူတော့ဘူးသဘောထားချင်းမတိုက်ဆိုင်တော့ဘူးဆိုမနေချင်တော့ဘူးဆိုရင်မနေချင်ရင်သွားလို့ပြောလိုက်တာဒီနေ့ထီပဲဒါဘုန်းကြီးလက်တွေ့အကျင့်အေးတယ်ပြတ်တက်တဲ့အရာတွေပြတ်တက်တဲ့ဖောက်ပြန်တော့အရာတွေဖောက်ပြန်တယ်လို့မြတ်စွာဘုရားဟောထားတဲ့အတွက်ကြောင့်ဩဒါ तू ဖောက်ပြန်ဖို့အချိန်ရောက်သွားပြီပဲ तू ဒီကိုလူမဟုတ်တော့ဘူးပဲ ကိုကိုစိတ်ပေးထားတော့သူမဟုတ်တော့ဘူးပဲကိုကိုစိတ်မပေးထားတဲ့သူအနာမှာရှိရင်ရန်သူနဲ့အတူနေရတာနဲ့တော့ညီနေသေးတဲ့အတွက်ကြောင့်ဆန္ဒမရှိတော့ဘူးဆိုမြင်မြတ်ထွက်သွားတာကောင်းနေရင်အဲ့စိတ်ကိုဘုံယူမွေးထားတာကြားပြီဒါကြောင့်မချစ်တော့တဲ့သူကိုချစ်ပါလို့မပြောတော့ဘူးမချစ်တော့တဲ့သူကြောင့်လည်းဝမ်းမနေဘူးအနာမှာရှိတယ်ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတယ် ဟိုတငယ်ချင်းမရှိရင်တပည့်နဲ့အဆင်ပြေအောင်လေးဒါပေါ့တပည့်အကြီးတွေမရှိရင်တပည့် PC လေးတွေနဲ့အဆင်ပြေအောင်လေးလေအဲ့တော့ဘယ်လိုလူနဲ့မဆိုဘယ်လိုအနေထားမျိုးနဲ့မဆိုလူရင်းနဲ့မတွေ့ရင်သစိမ်းနဲ့အဆင်ပြေအောင်နေလိုက်တာပဲအဲ့လိုမျိုးပါပဲအဲ့တော့ကိုဖြစ်ချင်တယ်လို့မဖြစ်တဲ့လောကကြီးထဲမှာ तू ပေးတဲ့အချိန်လေးတွေမှာပဲသဟာသာတာမြောက်နေသွားတတ်ဖို့ကသာလျှင်အရေးအကြီးဆုံးမပူလောင်ခြင်းရင် မချစ်တော့တဲ့သူကိုချစ်ပါလို့ပဲတော့မှမပြောတော့ပဲကွာခွင့်ပေးလိုက်ပါလို့ပဲပွင့်ကြီးပြောပြရစေအဲ့တော့ကဘာသူကဘာသားအပေါင်းကိုကိုမချစ်တော့တဲ့သူကိုချစ်နေရတဲ့ဒုက္ခတွေကနေကင်းနိုင်ပါစေတန်ရောစဉ်ကိုလည်းပဲမလိုအပ်တော့တဲ့အခါ ဖြတ်နိုင်အောင်ကြိုးစားနိုင်ပါစေလို့ဆုတောင်းပေးတဲ့အားလုံးရေးချမ်းကြပါစေ